အားလုံးမင်္ဂလာပါဗျာကျွန်တော်တင်ခဲ့တဲ့ site တွေထဲမှာเนาะနှစ်ချုပ်လိုက်အကောင်းဆုံးတစ်ခွက်လေးတော့ကျွန်တော်အဲ့လိုပေါ့ဗျာအဲ site လေးပေါ့เนาะအကောင်းဆုံးတစ်ခွက်လေးကိုကျွန်တော်အဲရွေးထုတ်ပေးစီပါတယ်ဗျာအဲ့ထက်မှာကနန်းငိန်နာနဲ့ပေါ့เนาะအဲငိန်လေးနဲ့စွန်စားရရင်တော့အဲ့လိုရနိုင်တာပေါ့ဗျာ ခံစားရှိလေကိုခံမှာပေါ့နော်အဲအဲ့လိုပေါ့ဆံညာရှိလေကိုဆံရမယ်အဲ့ဒီဆိုင်လေးကိုကြိုက်ရင်နည်းနည်းတော့ပုထိုးကြိုက်ရင်ကောင်းမထင်နေပြန်အဲ့လေးပြ96ဆိုဆိုင်လေးပေါ့နော်ကျွန်တော်တင်လိုက်တာရှိပါတယ်မပြေစုံဘူးကျွန်တော်ကအဲ့ဒီရောရောနဲ့တင်ပြတာဟုတ် နော်အဲ့စိတ်လေးကိုတခြားပြန်တစ်ချက်လောက်ပြန်ကြည့်အောင်နော်အဲ့လေးပေါ့နော်တန်နေဆိုရင်ကျွန်တော်တို့နည်းနည်းလေးအဲ့လိုပဲအဲ့နည်းနည်းလောက်စွန့်စားမလားလို့နော်အဲ့ကျွန်တော်အဲ့စိတ်လေးကိုပြောင်းအောင်နော်အဲ့ပထမကတ်ကိုကြည့်အောင်ပဲနော်ပထမကတ်ကိုပြောင်းရင်ဟုတ်ကဲ့ပထမကတ်မှာဗျတူကကျွန်တော်ကအဲ့စိတ်လေးကပြည့်စုံမပြရလို့ကျွန်တော်လည်း အဲ့လေးကိုအဲ့လိုပေါ့ဗျာပြရင်ပေါ့နော်အဲပထမကကိုကြည့်အောင်နော်ပထမကမှာခွန်ခါလို့ကြပါရဲ့ခွန်ခါနော်ခွန်ခါလို့ကြပြန်1 2 3 4 5အမခွန်လို့ပြိတ်ပါရဲ့ခွန်ခါခွန်ပြိတ်ပါနော်နားပင်ပါနော်ခွန်ခါခွန်ပြိတ်တယ် ဲ့ခွန်ကခွန်မိတ်ကလည်း तू ကအဲ့လိုပေါ့နော်သူ့ရဲ့1 2 3 4 5 6 9 10เนาะကိုဝင်တဲ့တယ်ပေါ့နော်စောင်းရသူ့ရဲ့နှစ်ပွဲချလိုက်တယ်နဲ့အဲ့လိုပေါ့ဗျာ7နဲ့5လို့9ဘရိတ်လေးထောက်ပါတယ်7နဲ့5လို့9ဘရိတ်ထောက်တယ်ပထမကပေါ့နော်ခွန်ခါခွန်ဘိတ်ပေါ့နော်သူ့ရဲ့ခက်ဆောင်းဆောင်းလေးမှာ ငါးပရိတ်လို့ထောက်ပါရဲ့ဗျာအထူရကက်ကိုတော့နော်ဒုတိယခါတော့လေသူကအဲ့ရဲ့မြင်းကုန်လေးဆင်းတယ်မြင်းကုန်လေးဆင်းတော့အမခွန်ခါလို့စတဲ့လိုက်တယ်ခွန်ခါလို့တဲတယ်သူ့ရဲ့သုံးဝဲကျော်လိုက်တယ်နော်ခွန်လို့ပြန်ပိတ်တယ်ဗျခွန်လို့ပိတ်တယ်အမမြင်းကုန်အမပါတော့နော်ကက်ရည်ပါနော် ်လို့ခွန်ခါတဲတယ်ခွန်လို့ပိတ်တယ်သူတို့ခုနကတော့လည်းခက်ဆောင်းဆောင်းပေါ့နော်ကျင်ရူပေါ့နော်သူကိုဝင်ရနေသွားလိုက်တယ်နှစ်ပွဲချလိုက်တယ်သူကအဲ့မှာငါးပိတ်လို့လည်းအဲပြန်ရိုက်တယ်ပေါ့နော်ငါးပိတ်လို့လည်းရိုက်တယ်တတိယကလေးတော့ဟောနော်အဲ့မှာသူကခွန်ခါပထမခွန်ပိတ် ငါးပရိရိုက်တယ်ဒုတိယမှာလည်းခွန်ခါခွန်ဘိတ်ငါးပရိလူရိုက်တယ်နော်အခုတတိယကမှာလည်းဘလို့ပေါ့ဗျာဘလို့ခွန်ခါလို့ရိုက်တယ်ပြည့်နှစ်လို့ပေါ့ဗျာအဲသုံးဝက်ထလိုက်တယ်နဲခွန်လို့ပိတ်တယ်ခွန်လို့ပိတ်တယ်နော်အဲမှာ तू ခွန်လို့ပိတ်တယ် तू ਨੇ အဲ့လို့ အဲခဆောင်းဆောင်းမှာပေါ့နော်အဲ့မှာဒီအားဘရိတ်လိုပဲပြန်ရိုက်တယ်နော်ဒါနော်ကျွန်တော်တို့အဲသုံးငတ်ကိုစလိုက်တာပေါ့နော်အဲ့မှာသူကဘယ်လိုလှုပ်ထားလဲဆိုတော့ပေါ့နော်ခွန်ခါခွန်ဘေးအားဘရိတ်လိုရိုက်တယ်ဘယ်လိုပေါ့နော်ခွန်ခါခွန်ဘေးအားဘရိတ်လိုရိုက်တယ် တတိယကမလဲခွန်ခါခွန်ပိတ်ငါးပိတ်လို့ဈိုက်ပါလားသူပထမကတ်မှာဗျအဲ့မှာဒီငါးပိတ်လေးနဲ့တဲ့တယ်ပေါ့နော်သူရဲ့1 2 3ပေါ့နော်3မိနစ်ပြရနဲ့လို့6ထိတ်လို့ရိုက်ပါလေဗျ6ထိတ်လို့ရိုက်တယ်6ထိတ်ကလည်းသူရဲ့အပေါ်မှာရှိတဲ့ကနန်းထိတ်3လုံးပေါ့နော်ခွန်ကို ုံည6ပေါ့နော်6ဖြစ်လို့6ထိပ်လို့ရိုက်ပါရနော်အားလေးရိုက်ပြီးရတော့လေသူကဒီ6ထိပ်ရဲ့ဘေးဘေးမှာပေါ့နော်နည်းနည်းလေးလို့ကြာနည်းနည်းလေးကြာတယ်နည်းနည်းလေးဒီလေသူရဲ့ဘောအရှိပရိတ်ပေါ့နော်ဒိတ်တူပရိတ်နဲ့ရိုက်တယ်ဒိတ်တူပရိတ်နဲ့ရိုက်တယ်ရိုက်ပြန်တယ်အဲ့လိုရိုက်ရုံမကဘူးသူကဒီလိုဘေးမှာစောင့်ရတဲ့နည်းလေးရွဲပေါ့နော် ဒီနှစ်လေးတော့နှစ်လေးပဲလို့ပေးပြီဆင်ပရိတ်ပရိတ်ဆိုနှစ်ကပ်ရင်ရှစ်ပရိတ်ပေါ့နော်ဒါပထမကပ်ပေါ့နော်အဲ့မှာဒုတိယကပ်လေးတော့ပါမှာပြဒုတိယကပ်တော့လေအဲ့မှာဒီကျွန်တော်တို့အဲ့မှာပြရှင်းအောင်ပါနော်ဒါပထမကပ်ပေါ့နော်အဲ့မှာဒုတိယကပ်ကိုတော့နော်ဒုတိယကပ်တော့ပြန်လို့လေအဲ့လိုပေါ့ဗျာခဏတော့ ခွန်ကားခွန်ဘိတ်အဲ့မှာဘရိငားလို့ရိုက်တယ်နော်ဘရိငားလို့ရိုက်တယ်ရိုက်ပြန်တော့သူ့ရဲ့၃မှန်တိုင်းနော်ခဏနာလို့ပေါ့နော်1 2 3၃မှန်တပင်တော့လေပထမ6ထိပ်ပေါ့နော်ဒီ6ထိပ်ပေါ့နော်ဒုတိယမှာလေခွန်ထိပ်လို့ရိုက်ပါလေဗျခွန်ထိပ်လို့ရိုက်ပြန်တယ်သူ့ရဲ့အပေါ်မှာထောင်ထားတဲ့၄နှစ်တက်ပေါ့နော်ဒီ၃ကလေခွန်လို့ထောင်တယ်နော် ခွန်လို့ထောင်လို့ခွန်လို့ထိတ်လို့ပြန်ကြတယ်။ပြန်ကြပြန်နဲ့သူ့ရဲ့တဲ့တဲ့ပေါ့နော်။ဒီ643ဆိုကဏ္ဍလေးကြားတယ်။643ဆိုတဲ့ကဏ္ဍလေးကလည်းသူ့ရဲ့ပုံမှာခွန်60လို့၃ဘရိတ်လို့ရှိပါတယ်ဗျာ။နော်။ဘရိတ်တ၊ဘရိတ်ရိုက်တယ်။ရိုက်ပြန်နဲ့သူကရိုက်တဲ့ချိန်မှာတော့လေသူ့ရဲ့အဲ့လိုဗျာ။သူ့ရဲ့ဆောင်းမှာအဲ၃ဘိတ်၄ဘိတ်ကြီးပိတ်ထားတယ်။အဲ့၃လေးတွေအပိုင်နဲ့နော်၃လေးတွေနဲ့ဘိတ်ကဘရိတ်ဆို6ကိုက်ရုံပဲနော်။ ဒုတိယကတ်မှာနော်အဲတတိယကတ်သွားမှာနော်အဲမှာခွန်ဟားကြရဲခွန်ပိတ်တယ်ငါးပိတ်လို့ကြတယ်နော်ငါးပိတ်လို့ကြတော့သူ့ရဲ့အပေါ်သုံးမတက်လိုက်မှာနော်1 2 3တက်လိုက်နော်3တပွဲကြပါပြီနော်အဲမှာရှစ်ထိတ်လို့ရိုက်ပါလေ စစ်ထိတ်ဒီလဲပထမအကြလို့ပေါ့နော်6ထိတ်ခွန်ထိတ်စစ်ထိတ်ပေါ့နော်အဲစစ်ထိတ်ဆိုတာလဲသူ့ရဲ့အပေါ်မှာရှိတဲ့ကဏ္ဍထိတ်သုံးလုံးပေါ့နော်ခွန်ရဲ6ရဲ9ရဲပေါ့နော်7ပေါ့နော်စစ်ထိတ်လို့ရိုက်တယ်ရိုက်ပြီနော်စစ်ထိတ်လို့ရိုက်ပါတယ်အဲ့မှာသူ့ရဲ့တဲ့တဲ့သူ့ရဲ့ဘေးမှာပေါ့နော်ဒီ96လေးဆိုရင်9ဘရိတ်ပေါ့เนาะအဲ့တော့9ဘရိတ်လို့ထပ်ပါတယ်ထပ်တယ် က်ထက်တယ်เนาะအဲ့မှာသူ့ရဲ့ဒီငါးပြိမ်မှာလဲသူ့ရဲ့ဇောင်းမှာရှိတဲ့ဒီငါးသုံးွဲပေါ့เนาะငါးသုံးွဲလေးရလဲငါးသုံးွဲအပါနဲ့ပေါ့เนาะငါးပြိမ်ဆိုပြိမ်ပြိမ်ဆိုငါးပြိမ်ပေါ့เนาะအဲ့မှာခွန်တလုံးကတ်တယ်ကျွန်တော်ကတော့အဲ့အရင်ကတော့တကွက်တက်ထူလို့တွတ်ပေးရလိုက်ပါเนาะကြောက်ရနေလေးကဒီအဲ့ site လေးကခုပွဲမှာလဲလှုပ်လှုပ်ထားတယ်ဗျအဲ့လေးကတော့ကျွန်တော်တို့ဆက်ကြည့်အောင်ပါเนาะသူက ထိတ်သုံးလုံး6လို့ထောင်းတယ်6ထိတ်လို့ကြားတယ်ကြားပြီးရတယ်သူ့ရဲ့ပရိတ်တူပရိတ်ရိုက်တယ်ဒီနှစ်လေးရွယ်လေးနဲ့ပရိတ်တူပရိတ်ပေါ့နော်အဲ့မှာသူ့ရဲ့အဲ့မှာ1 2 3 4 5 6ခွန်နော်ခွန်ပေါ့နော်ခွန်မင်းခွန်ဘင်မြောက်တော့လေဒီ၄ခွန်၈လို့ကြားပါတယ်၄ခွန်၈နော်၄ခွန်၈ကလည်း သူ့ရဲ့အပေါ်ကဝမ်းကျင်းပေါ့နော်နော်ခွန်ရှင်နေ့ရဲ့ဝမ်းကျင်းလေးခွန်ရှင်လို့ကြားပါတယ်နော်အဲ့မှာလေးခွန်ရှင်ဆိုတာလေးလေသူ့ရဲ့တဘောကြောင့်ပါနော်အဲ့လိုပေါ့ဗျာဒီထိတ်ရှည်ရွဲလေးอ่ะနော်ရှည်ရွဲလေးอ่ะရှည်ရွဲလေးလေးခွန်လို့အဲ့လိုပေါ့ဗျာရှိုက်လိုက်တယ်ရှိုက်တယ်လေးခွန်တွေအဲ့မှာဒီရှင်းနောက်ထိုင်လေးရောတော့လေဒီခွန်ရှင်နေ့ဝမ်းကျင်းဆိုတော့လေးခွန်တွေရိုက်တယ်ဆိုလို့ရှင်လေအဲ့မှာပေါ့ဗျာ ရှင်းနဲ့နှင်းနဲ့ပဲကြရမှာပေါ့နော်ရှင်းနဲ့နှင်းနဲ့ပဲကြရမှာနော်အဲဒီကဒီ site လေးမှာလှုပ်ထားတခါတက်တက်ရဲလေးပဲဒီလေးခွန်တွဲလို့ရိုက်တယ်သူ့ရဲ့ဆောင်းငင်းကုန်လေးမှာလည်းအဲ့လိုပေါ့ဗျာရှစ်ခါလို့ခံထားသေးတယ်ရှစ်ခါလေးလည်းအဲ့လိုပေါ့ဗျာရှစ်လို့သွားပိတ်တယ်ဒီရှစ်ခါလေးကဒီရှစ်လို့ပိတ်တယ်ပေါ့ဗျာနော်အဲ့မှာအဲ့လိုပိတ်တဲ့ခါမှာလည်း ရန်ရောပိတ်တာမဟုတ်ဘူးကနော်။ तू ကဘေးမှာ6ခါလေးရတယ်တစ်ချက်ခံပေးထားပါတော့နော်။6ခါလေးခံ6ခါလေးခံထားတဲ့ခါလုံးလေးကဒီမှာတော့ပြီးတော့အပိတ်ကိုရိုက်ထားတယ်။အဲ့မှာဒီမှာလဲ၄ခွန်၈ပါနော်။၄ခွန်၈လို့ဖြစ်တယ်နော်။အဲ့မှာ၄ခွန်၈လို့ကြားတယ်။ဒါပထမကတ်ပေါ့နော်။အဲ့မှာဒုတိယကတ်ပေါ့နော်။ဒုတိယကတ်ကိုပြန်သွားအောင်ပါနော်။ခွန်ခါကြရဲခွန်ပိတ်တယ် ငါးပရိတ်လို့ရိုက်တယ်ငါးပရိတ်လို့ရိုက်ပြီးမှသူကအဲ့မှာပြန်သူကသူ့ရဲ့နော်ဒီစိမ့်လေးပေါ့နော်သူ့ရဲ့ဝေဆုံးမှာအဲ့လိုခွန်ထိတ်ကြတယ်ထိတ်သုံးလောက်ခွန်ထောင်းတယ်ထောင်းပြီးတော့ခွန်ထိတ်လို့ကြတယ်ကြရုံနဲ့သူ့ရဲ့ဝန်းစင်းလေးနဲ့ပောက်တယ်ပေါ့နော်ဒီလေးသုံးလွယ်လေးအပါနဲ့နော်အဲ့မှာဒီဦးနဲ့တဲ့တယ်နော် ဘယ်ဥပဒေကြရဲသူနဲ့တက်တဲ့9ပင်သွားမယ်နော်တနေ3 4 5 6 9 9ပင်သွားလိုက်တော့လေဒီလို665လို့ကြရဲ665ကလည်းသူ့ရဲ့အပေါ်ဝန်းချင်းနဲ့ပေါက်သွားရဲအဲ့မှာလည်းသူပေါက်သက်ချင်းတို့လေသူ့ရဲ့သူ့ရဲ့တဝဲတော့ပေါ့နော်6ပူးလေးရပေါ့နော်6ပူးလို့ပေါက်ပါရဲနော် ူရဲ့ဝိုင်းချင်းဆိုရင်ဒါတလုံးဝဲလိုတာပေါ့နော်အဲ့မှာ तू ကဘလို့လှုပ်ထားလဲဆိုတော့အဲ့ဒီငါပိတ်လျော်တော့လဲသူ့ရဲ့ငင်းငုံလေးရယ်ငါခါလေးကငါလို့ပိတ်ပေါ့နော်ဒီ665လို့ပေါ့ဗျာ665ဒီငါလေးကလဲပိတ်ဆိုပိတ်နဲ့ပေါက်တယ်အဲ့ပိတ်နဲ့ပေါက်တာပေါ့နော်ဒီငါလေးကလဲဒီလိုပေါ်တော့လို့မဟုတ်ပေါ့နော်သူ့ရဲ့ဘေးမှာလဲလို့ပေါ့ဗျာ6ခါလို့တစ်ချက်ခံတယ်ဒီ6ခါလေးခံမသိငါလေးက ့5လို့ပြပိတ်တာပေါ့နော်665လို့တကွက်ထည့်ရပါတယ်နော်အဲ့လိုတတိယကတ်သွားအောင်ပါနော်တတိယကမှလည်းခွန်ခါကြတယ်ခွန်ပိတ်တယ်အမှငါးပိတ်လို့ရိုက်တယ်နော်ငါးပိတ်ရိုက်ပြီသူ့ရဲ့သုံးဝင်ပေါ့နော်သူ့ရဲ့ဘွဲချုပ်ကိုတက်လိုက်တော့နော်အရှစ်ထိတ်လို့ဖြစ်ပါတယ်ဗျအရှစ်ထိတ်လည်းထိတ်သုံးလုံးအရှစ်လို့ဖြစ်ပါတယ် ဆက်လို့ဖြစ်ပြရတယ်သူနဲ့ပြီးမှာပေါ့နော်ပြိတူပြိရိုက်တယ်သူရ9 3တွဲလျက်3 5တွဲနဲ့ဆိုတော့နော်အဲ့လိုပေါ့ဗျာ9 3 5အဲ့လိုပတ်လေပေါ့နော်အဲ့ရနေခုနှစ်ပင်သွားအောင်နော်1 2 3 4 5 6 9ပေါ့နော်ခုနှစ်ပင်သွားတော့ဒီခါပေါ်ရောက်တော့ဗျဒီ6 9 6ရဝင်ခြင်းနဲ့ပေါ့အောင်ပေါ့နော်ကြာတာပေါ့ဗျအပေါ်အပေါ်ကလေးအဲ့လိုကြာတော့ ဒီအဲ့မှာသူ့အောက်မှာကျော့အဲ့လိုပေါ့နော်696ဝမ်းကျင်နဲ့ပေါက်မယ်အဲသူပေါက်တဲ့ခြင်တို့လေသူ့ရဲ့ရှည်ရွဲပေါ့နော်ရှည်ရွဲလေးကရှည်ရွဲလေးကကိုငါရွဲကိုငါရွဲလို့ပေါ့ပါဗျာနော်ကိုငါရွဲပေါ့နော်ဒါလေးကိုငါရွဲအဲကိုငါရွဲလို့ပေါ့ပါကိုငါရွဲပေါက်တဲ့ခြင်တို့လေအဲ့မှာကျွန်တော်တို့က696ဝမ်းကျင်ကိုငါရွဲဆိုတော့ဒီမှာ6နှလုံးကျန်တဲ့အတွက် 6ဆိုရင်ရိုးရိုးပေါ့နော်အဲ့လောက်ဆိုလဲတော်တော်အဆင်ပြေတယ်လို့ပဲနော်ကောင်းတယ်ဒါပေမဲ့တကယ်တော့အဲ့ဒီတည်းကောင်းတယ်နော်ဒီမြင်းကုန်လေးနဲ့ရမကတ်လိုပဲဒီခုနကတော့ခါလေးရပေါ့နော်ဒီ6ခါလေးရအဲ့လိုပေါ့ဗျာ956ပေါ့နော်6ခါလေးရလဲနောက်ပြန်ပြည့်ရမှာပေါ့နော်6ဒီ6ခါလေးရလဲနောက်ကိုပြန်ပြည့်ရမှာအဲ့တော့ဒီ956သူ့ဘေးမှာလဲ ့6ခါးလေးကလည်းအရန်တဲ့ကိုစောင့်ပြီးတော့လှုပ်နေအဲ့တော့ဒီစိုက်လေးကလှုပ်လှုပ်နိုင်တယ်ပေါ့နော်လှုပ်တကယ်လှုပ်ခဲ့ရင်ကျွန်တော်တို့ကအဲလိုနည်းနည်းလေးထိုးရင်ကျွန်တော်တို့ခွင့်ရရတော့လေးနည်းနည်းလေးစုံစမ်းမလားပေါ့ဗျာအဲ့တော့ဟိုခံရရှင့်လေကိုခံမှာပေါ့နော်စံစားရှင့်လေကိုစမ်းမှာနည်းနည်းတော့ရဲ့တင်လေးထိုးလိုက်မလား ဟုတ်နော်မိတ်ဆွေတို့ကလို့စင်ပြေလို့ကြည်ထိုးပါနော်ကိုနိုင်တဲ့အားပေါ့ဗျာကျွန်တော်ကတော့ဘာလို့စိုက်လေးပြောဆိုတာနောက်တစ်ခါလဲတွေ့မှတွေ့မှာပေါ့နော်တွေ့တဲ့ခါလေးကိုကျွန်တော်တို့အပိုင်ဝုံးမလားလို့ကို၅၆ပါနော်တကွက်ထဲပါနော်ထဲပါနော်အဲနောက်ဆုံးကျွန်တော်တင်တဲ့စိုက်လေးပါနော်အကုန်လုံးကျွန်တော်တင်လာရဒီစိုက်လေးကိုကျွန်တော် ကြိုက်ဆုံးပါเนาะအဲ့လိုရှားခဲ့ရင်လေထိထိမိမိရအောင်ပေါ့เนาะကိုပေါ်နေမိတ်ဆွေတွေအခံရရှိရင်လေအဲ့လိုကျွန်တော်တို့အဲ့လိုပေါ့ဗျာခမ်းပါပေါ့เนาะစံစားရှိရလေလေလှုပ်တဲ့နေထင်နေတော့ထင်နေကိုနိုင်တဲ့အားပေါ့ဗျာเนาะအားလုံးကျမ်းမှချမ်းသာကြပါစေအားလုံးကံကောင်းကြပါစေ ျွန်တော်တို့နောက်ပတ်မှာပြန်ဆုံအောင်เนาะအားလုံးကျေးဇူးပါ